အိမ်ဆိုတာအုတ်တီသေးတွေနဲ့ဆောက်လုပ်ထိုင်ုံတသက်တည်းမဟုတ်ပဲမိသားစုနဲ့အတူပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နေတနေ့ရဲ့အစမှာကိုယ့်ရဲ့အိမ်မက်တွေအမတ်တရားတွေစတင်မဲ့နေရာတစ်ခု နေ့ရက်တိုင်းမှာမိသားစုရဲ့အရေမောတန်စကားပြောတန်တွေနဲ့စတင်စေတဲ့အရာကိုဟုံးဆွေဟုံးလို့တင်စားကြပါတယ်။ အခုနောက်ပိုင်းချင်းမိုင်မျိုးကိုမြန်မာပြည်တော်တော်များများသဘောကျလာကြတယ်။ဘာလို့လဲဆိုတော့ချင်းမိုင်ဆိုတာအရင်ကတည်းကမြန်မာပြည်နဲ့မစိမ်းနေမျိုးတစ်မျိုးဖြစ်ပြီးတော့တောတောင်ရေမြေတဘာဝတွေကတောင်ကြီးတို့မန္တလေးတို့လိုမျိုးအငွေ့သက်တွေရှိနေတဲ့အတွက်ကြောင့်မလေကောင်းလေတန်းရပြီးအလားဆုံးသဘာဝရှုခင်းတွေကိုခံစားလို့ရမယ်အပြင်ချင်းမိုင်မျိုးကဘန်ကောက်မှာထပ်ဆိုင်ရင်ပိုပြီးကုန်ကြစည်းတက်တာပါပဲ။ဒီလိုအချက်တွေကြောင့်လူနေမထူတဲ့ပဲတိတ်ဆိတ်ပြီးအေဂျင့်မှုရှိတဲ့နေရာမျိုးကိုသဘောကျတယ်ဆိုရင်ချင်းမိုင်မျိုးကအကောင်းဆုံးရည်ရှိချက်တစ်ခုပဲဖြစ်ပါတယ်။ ဟန်းတုံဆိုတာချင်းမာရဲ့အတူတဆုံမျိုးတွေတဲကတခုဖြစ်တာကြောင့်လူကြိုက်များတဲ့နေရာတခုပါ project အရှိမရှိတဲ့အကြောင်းက38ဧကအကျဉ်းဝန်ရှိတဲ့ချင်းမိုင်ကအကြီးဆုံး international school တွေကတခုပဲဖြစ်ပါတယ်။နမည်ကြီး Dwight Eisenhower တောင်းတို့မဲဟောင်ဆောင်တို့ကိုသွားတဲ့ Main Road 108လမ်းမကြီးအနီးမှာရှိတာကြောင့်လမ်းမဆက်သွယ်ရေးလည်းကောင်းပါတယ်။ဒီ project ရဲ့စုစုပေါင်းအကျဉ်းဝန်က student meter 9000ကျော်အထိရှိပြီး project အတွင်းကလမ်းတွေကိုလည်းကျေအောင်ပြုလုပ်ပေးထားပါတယ်။ 24နိုင်စောင့်ကြည့်နေတဲ့ CCTV တွေနဲ့လုံခြုံရေးဝန်ထမ်းတွေလည်းရှိကြဆိုတော့ security ဘိုင်းအတွက်လည်းစိတ်ချရပါတယ်။ gym နဲ့ semi olympic site ရေကူးကန်လည်းပါဝင်ပါတယ်။ project အတွင်းမှာပဲ public park တစ်ခုကိုပြုလုပ်နေပြီဆိုတော့အနိုင်ယူပန်းဖြူလို့ကောင်းမယ့်နေရာတစ်ခုဖြစ်လာမှာပါ။ဒီ project လေးကချင်းမိုင်မြို့မှာရှိတဲ့ project ဒီထဲမှာမှ location ကောင်းကောင်းနဲ့ဈေးအသင့်တော်ဆုံး project လို့တောင်ပြောလို့ရပါတယ်။ အင်ချမ်းမြင့်အကြံပေးဝန်ဆောင်မှုကို Sky Innoham မှပေါ်ရွေးပြီးစိတ်ရှိတဲ့ကြွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ကဲဒါဆိုရင်တော့အခုပဲ Sky Innoham.com မှာထိုင်းနိုင်ငံရဲ့အင်ချမ်းမြင့်တွေအကြောင်းကို28ရက်ပတ်လုံးဝင်ရောက်လည်လာနိုင်ပါပြီနော်။